ချင်းရတဲ့သလိုသားလောင်းလေးဖြစ်တဲ့တရုတ်ဆောင်ဟိဝိယန်ရဲ့လက်ထက်ခွင့်တောင်းခံခဲ့ရတဲ့ပွဲလေးမှာဆိုပြေသစင်ဝစ်ဆင်ခဲ့တဲ့ဝစ်ဆုံနဲ့ပတ်သက်ပြီးအသေးစိတ်ကြကြတစ်ချက်ချင်းထောက်ပြလာခဲ့တဲ့ပရိသတ်တအူမင်္ဂလာပါပရိသတ်ကြီးရှင်ဒီကနေ့စက်တင်ဘာလ22ရက်နေ့ကတော့တရုတ်ဆောင်ဆိုပြေသစင်ရဲ့အသက်33နှစ်ပြည့်မွေးနေ့လေးဖြစ်ပြီးအဆိုပါနေ့မှာတော့တရုတ်ဆောင်ဆိုပြေသစင်ကိုခင်မောလောင်းဖြစ်သူဟိဝိယန်က လက်ထက်ခွင့်တောင်းတဲ့ပွဲလေးကိုပါကျင်းပပေးခဲ့တာဖြစ်ပါတယ် အဆိုပါပွဲမှာတရုတ်ဆောင်ဆွေပြေတဲ့စဉ်ဝတ်ခဲ့တဲ့ဝတ်စုံနဲ့ပတ်သက်ပြီးဝေဖန်ထောက်ပြမှုတွေရှိနေခဲ့ကောင်အခုတခါမှဆိုရင်လေပြည်သက်တယောက်ကအဆိုပါဝတ်စုံရဲ့ကောင်းွက်ဆိုးွက်တွေကိုအခုလိုတည်တည်ကြာကြာပြောပြလာခဲ့တာဖြစ်ပါတယ် Well you marry me ပွဲလုပ်တဲ့ရုပ်ရှင်မင်းသမီးလေးရဲ့ dress ကိုဝေဖန်ကြတဲ့ post တွေတက်လာတာတွေ့ရတယ်။အဲ့ဒီ dress ရဲ့ designer ရဲ့ interview ကိုလည်းတွေ့တယ်။ designer ကတော့သူ ဖန်တီးထားတဲ့ dress မျိုးသူ့အတွက် perfect ဖြစ်ကောင်းဖြစ်လိမ့်မယ်။ အများအမြင်မှာတော့သူနဲ့ထပ်တူကြမနေဘူးဝေဖန်သူတချို့ကအကွက်ဖော်ထားတဲ့အစင်းလေးတောင်ကွက်တွေကမီးလုံးအုပ်တဲ့အုတ်ဆောင်အကာနဲ့တူနေတယ်လို့ဆိုကြတယ်တချို့ကလည်းကောင်းဝန်အရှိဟာအနောက်ဘက်ကအရှိဘက်ထက်အနည်းငယ်ပိုရှိနေတယ်လို့ဆိုကြတယ်တချို့ကလည်းကောင်းဝန်အရောင်ကအရောင်မထွက်ဘူးလို့ပြောကြတယ်တချို့ကလည်းငှက်မွေးတွေကျွတ်ပြီးကတ်နေတယ်လို့ဖြစ်နေတယ်လို့ပြောကြတယ် တချို့ကပခုံးကျိုးကရော့ဒီရော်ရဲနဲ့မို့မြမဆန်ဆန်လာတဲ့မင်းသမီးကိုကလက်တက်တက်ဖြစ်စေတယ်လို့ပြောကြတယ်။ကျမလည်းကို့အမြင်ကိုပြောရရင် မကြိုက်တဲ့အုပ်စုထဲမှာပါပါတယ်။ပထမဆုံးတစ်ချက်အနေနဲ့ကာလာကိုမကြိုက်ဘူး။ဒီအယောင်ကာလာကဝတ်တဲ့သူရဲ့အသားကိုမဆောင်ဘူး။အသက်ငယ်တဲ့သူမို့လို့လင်းတဲ့အယောင်လေးတွေဆိုရင်ပို့ပြီးတော့လိုက်မယ်။နောက်ဆုံးအယောင်နဲ့မချုပ်ချင်ရင်တော့အဖြူနဲ့ဆိုရင်ပို့လှမှာ။ တို့သားကလည်းအဖြူရောင်ကုတ်ဝတ်ထားတာဆိုတော့တို့သမီးလေးကအဖြူလေးဆိုရင် match ပို့ဖြစ်မယ်။ဒုတိယအနေနဲ့အကွက်တွေပေါ်ထားတာကိုမကြိုက်ဘူး။အကွက်ပတ်လည်ဒီဇိုင်းကလူကိုဝါစေတယ်။အရက်တူတလို့ဖြစ်စေတယ်။အထူးသဖြင့်ကားဝန်အောင်နာလေးမှာအစင်းပတ်လဲထည့်ပြီးအနာကွက်ထားတော့ကိုနဲ့ကပ်မနေဘဲနဲ့ကားနေတလို့ဖြစ်နေတယ်။ဒါကြောင့်မလို့လဲပရိသတ်တွေကမီးအုပ်ဆောင်နဲ့နှိုင်းကြတာပဲ။၄တောင်ကွက်အစားဒေါင်းလိုက်အစင်းလေးပဲထည့်ပြီးအောင်နာမရောက်ခင်မှာအဆုံးသက်လိုက် ပြီးရင်အောင်နာလေးကိုပလေးအတွန်လေးနဲ့လက်ငါးလုံးစာထဲလိုက်ရင်ပိုကြည့်ကောင်းမယ်။တတိယအနေနဲ့ပခုံးကျိုးကိုအောက်လျှောမဟုတ်ပဲပခုံးပေါ်မှာတင်ဝင်းရင်ပို့ပြီးတော့လိုက်မယ်။နောက်ဆုံးအနေနဲ့ကခေါင်းဝန်းချုပ်တဲ့ပိတ်စာပဲ။ကြည့်ရတာက smooth ဖြစ်မနေဘူး။အပေါ်ကအဖြူရောင်ကျိုးအကွက်တွေက ပိုထင်းနေတော့မီးအုပ်ဆောင်လိုဖြစ်သွားတာပဲ။ဒါကရှေ့ဘက်ကကြည့်ရင်မြင်ရသလောက်ကိုယ့်ရဲ့သဘောထားပါအနောက်ဘက်ဒီဇိုင်းကတော့မဆိုးပါဘူး အပေါက်တွေထဲမှာခရော့စင်ကျိုးချီထားတာကဥရောပဆန်နဲ့အမေရိကက evening gown တွေမှာလည်းအဲ့လို style တွေထည့်တာရှိတယ်။ကျမရဲ့အမြင်တသက်ကိုရေးထားတာပါလူတကူအကြိုက်တမျိုးမျိုးလွတ်လပ်စွာသဘောထားကွဲလွဲနိုင်ပါတယ်ဆိုပြီးတော့ပြည်သက်တယောက်ကအသေးစိတ်ပြောပြထားတာလည်းဖြစ်ပါတယ်။